Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ Avila 16ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တင်ဆက်သွားပါမယ်ဒီထဲမှာဆိုလို့ရှင်တော့ Zigzero Andre Onana နဲ့ကုသမအပြောင်းအရာတွေအပြင်တခြားသတင်းလေးတွေလည်းကျွန်တော်ရှိရေပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားပါမယ်အားလုံးမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှင်တော့ဒါ Joshua Zigzee ပေါ့လေ Joshua Zigzee ကတော့ Newcastle ရဲ့ပွဲမှာရရှိခဲ့တဲ့တကောက်ကျော်ဒဏ်ရာအကြောင်းပေါ့နော် ရဲတရပောင်များဆိုရဲတရဘက်ပောင်များဆိုတာအနားယူရတော့မှဖြစ်တယ်ပေါ့အကယ်လို့ယာဒီကုံထိအနားယူရတာမျိုးမဟုတ်တော့မှယာဒီကုံကန်နီးလောက်ထိဒီအနားယူရနိုင်တဲ့အခြေအနေမျိုးတွေကျွန်တော်တွေ့နေရတယ်ဆိုပြီးတော့ဆမ်မီမော်ဘယ်ကနေပြီးတော့ကျွန်တော် report လုပ်ထားပါတယ်ဆိုတော့ဒါပရိသတ်တွေအများစုမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာပေါ့လေသူတပြင်းတော့ကျွန်တော်တို့ညူကာစင်ရဲ့ပွဲစဉ်ကတကောက်ကျော်တန်ရာကိုကျွန်တော်တို့ကြည့်ရင်ဒါအိုက်မာရင်ကျွန်တော်တို့သိလိုက်ပြီပေါ့နော်သူတပြင်း injury ဆိုတာဘယ်ကစားသမားနဲ့မှမထိဘဲနဲ့သူ့ဘာသူဖြစ်သွားတဲ့ injury တွေဟာပို့ပြီးတော့ဆိုးပါတယ်။ဟောတည်မလားဘသူနဲ့မှမထိကြပဲနဲ့ကိုယ့်ဘက်ကိုဘောလုံးစော့နေဒီတိုင်းပဲဖြစ်သွားတာဆိုလို့ရှိရင်တော်တော်ကြီးကိုစိတ်ပူဖို့ကောင်းနေပေါ့နော်။ဆိုတော့ဒီမှာလည်းတကောင်ကျော်တန်ရာဆိုကြဲကဗျာကျွန်တော်အနေနဲ့အ ਨੇ ဆုံးလာနေချီနားရတာပေါ့။ဆိုတော့အခုလည်းပဲ Zixy ကဒီ Newcastle နဲ့ပွဲပြီးမှာဒါဒီကုံတော့ထိတော့နားရမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တွေးမိလိုက်တယ်ပေါ့နော်။ အတင်းဘက်ကတော့မထုတ်ပြန်သေးဘူးသို့တော့ဘလို့အခြေအနေဖြစ်လာမလဲကလည်းမသိသေးဘူးဒါပေမဲ့တည်ကြတာတခုကတော့60နီးနဲ့ဇစ်ဇီနီနဲ့ခက်မြမြန်ပြန်ပြီးတော့ကောင်းဖို့ဆိုတော့မဖြစ်နိုင်တယ်လို့ကျွန်တော်တို့ရဲ့အရေးကြီးဆုံးပွဲဖြစ်တဲ့လိုင်ယွန်နဲ့ပွဲမှာလည်းပြန်ပါဖို့မဖြစ်နိုင်တော့ဘူးဆိုတော့ကျွန်တော်သတိထားမိတာအဲရောက်ပါတော့ဇစ်ဇီကဒါအနားယူရတော့မယ်ယာဒီကုံငယ်နီးလောက်ထိကိုအနားယူရတော့မယ်ပေါ့အာဘလို့ပြောမလဲဗျာအတင်းမှာလည်းတိုက်စစ်ပိုင်းကတော်တော်ကူအားနေပါတယ်เนาะတိုက်စစ်ပိုင်းမှာကျွန်တော်တို့ ကြည့်ရင်အားလုံးကဒီအခြေအနေတွေကမကောင်းကြဘူးအခုလက်ရှိစီမရှိတော့ဘူးဆိုလို့ချင်းကျွန်တော်တို့ resman swile လက်မဲ့ဒီရွေးချယ်စရာမရှိကျွန်တော်တို့တုံးရတော့မယ်သူ့နောက်မှာဆိုလို့ချင်းတော့ကာနာချိုတို့ကျွန်တော်ရှိမယ်ဘရူနိုတို့ကျွန်တော်ရှိမယ်အခုဆိုရင်မေဆန်မောင်းတို့ကျွန်တော်ရှိမယ်ပေါ့ဒါပဲအဆင်မပြေဘူးဗျာဆိုတော့နီးပြအန်မိုရင်အနေနဲ့အလုံးမဖြစ်တဲ့အလုံးမဖြစ်တဲ့ဒီ resmas ကိုပဲဆက်ပြီးတော့တုံးလာမှာလားပေါ့ အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်အရင်တုန်းကသူစမ်းတက်ခဲ့ဘူးတဲ့ထားပါတော့ menu ကလည်းပြန်ကောင်းလာပြီဆိုတော့ menu ကို force nine အဖြစ်ပြန်ပြီးတော့သုံးအောင်မှလာပေါ့ menu ကိုအဲ့ဒီတုန်းက force nine အဖြစ်သုံးတာကတော့အဆင်မပြေဘူးအဆင်မပြေဘူးဆိုတော့သူတပွဲသုံးလိုက်သေးတယ်လေနော်သူ့ရဲ့စမ်းတက်မှုကဘယ်လိုမှအဆင်မပြေခဲ့ဘူးတခုမထင်မှတ်ထားတာတခုဖြစ်နိုင်တယ်အဲ့ဒါပါလဲဆိုတော့ Bruno Fernandes ကို force nine အဖြစ်ကျွန်တော်သုံးတာပဲ Lyon ကအမြင်ပေါ်ရင်းနဲ့တောက်လျှောက်သွားနေတဲ့အသင်းမဟုတ်ဘူးဆိုတော့အကယ်လို့ ground ကနေသွားမယ်ဆိုလို့ရှိရင်ကျွန်တော် Rasmus Hojlund နဲ့ကလည်းကျွန်တော်မရဘူးဆိုတော့ဒီဟို Bruno Fernandes ကို force nine ဖြစ်ကျွန်တော်တုံးလို့မရဘူးလို့ကျွန်တော်မပြောနိုင်ချပါပြောကွင်းလင်မှာကျွန်တော်ပြောလို့ပဲ defensive midfielder တွေက2ယောက်ထက်က1ယောက်ဖြစ်တဲ့ဒါ Casemiro ပဲဖြစ်ဖြစ် Ugarte ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်သူတို့2ယောက်ကိုပဲဖြစ်ဖြစ်တုံးလာပြီးတော့ Fernandes ကို force nine တုံးသူ့နောက်မှာ Garnacho နဲ့ Mason Mount ရှိတယ်ဒါမှမဟုတ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာ main 2တို့ပါလို့ကစားမကြီးလည်းကျွန်တော်ရှိလာပြီဆိုတော့တုံးလို့ရအောင်ရနိုင်ဒီနေရာမှာဘာကြောင့် ဒီဘရူနိုဖာနန်ဒက်စ်ကို force nine လဲဆိုတော့ဖာနန်ဒက်စ်ကပြိုင်ဘက်ကို area နဲ့နီးလေအန်ဒီယားများလေဖြစ်တဲ့ကစားသမားဒါအပြင်အသင်းရဲ့လက်ရှိလူစင်းထဲမှာဂိုးသွင်းအကောင်ဆုံး player ထဲမှာပါတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီ area ဒီမှာလဲဂိုးသွင်းအများဆုံးကစားမှာဖန်တီးမှုလဲကောင်းကောင်းလုပ်နိုင်တဲ့ force nine ဖြစ်သူကစားတယ်ဆိုရင်ဆိုတော့အိုရီဂနာဆိုကူရှာရဲ့လက်အောက်မှာဖာနန်ဒက်စ်ကဒါလင်းနှစ်သုံးတင်မှာနံပါတ်10အဖြစ်ကစားရတယ်ပေါ့နော်။ဒါပေမဲ့လည်းလို့သူကကွင်းလေစုံမှာနေရှိနေတာမဟုတ်ဘဲနဲ့တိုက်စစ်မှုနဲ့အနီးကပ်ဆုံးသူကစားတာ အဲ့ဒီမှာဆိုလို့ရှိရင်ဆိုရှယ်ရဲ့လက်အောက်မှာဂိုးတွေရရတယ်ဖန်တီးမှုတွေအများကြီးရတယ်ဒါမှမဟုတ်ကျွန်တော်တွေ့ရတာဒါကြောင့်ပါတော့ Finalist ကိုလည်းကျွန်တော်မထင်မဖြစ်နဲ့၃ကောင်း၃မှာပဲတကူရှိတာကတော့ပွဲကိုထိန်းနိုင်စွမ်းရှိတဲ့ player တယောက်ကတော့အဲ့လိုဘောလုံးထိချက်နည်းနည်းပဲရမယ်တိုက်စစ်မှုနေရာမှာထားသွင်းမှုကတော့အခြေအနေနည်းတယ်ပေါ့လေဒါအပြင်နီးပြဒီအမ်မိုရင်းရဲ့လက်အောက်မှာလည်းပဲ Bruno Fernandes ကို စန်ဒရယ်ဇုံနဲ့နံပါတ်10ရုံကလွှဲရင်ကျန်တဲ့နေရာတွေကိုအသုံးပြုတာကတော်တော်ကိုနည်းပါတယ်ဆိုတော့ဒါကတော့ဖြစ်နိုင်ကြတော့နည်းပြီမဲ့လေလို့ကျွန်တော်စောင့်ကြည့်တဲ့အရာပေါ့နော်ဆိုတော့ breaking new ဖြစ် Joshua Zigzidi ယာဒီကုန်ကန်နီတီအနာယူလာတော့မှဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်အရေးပါဆုံးတိုက်စစ်မှုတွေကတယောက်ကိုကျွန်တော်ထပ်ပြီးတော့လက်လွတ်ရတာပေါ့လေဆိုတော့အမ်ဘူရီနေနဲ့လာမဲ့လိုင်ယွန်နဲ့ပွဲစဉ်မှာဘက်ဇာမားတွေနဲ့သူဘယ်လိုပွဲထုတ်လာမလဲဆိုတော့ကျွန်တော်ကြည့်ရတော့မှာပေါ့နော် အဓိကပြင်မဲ့နော်အာမက်ပြန်လာဖို့ပဲလိုတယ်ဗျာတဲ့နော်အာမက်ကတော့ကျွန်တော်ဒုတိယကြော်တော့မှီလိမ့်မယ်မထင်ပါဘူးနော်ကျွန်တော်တို့ဒီအာမက်ကတော့ပြန်လာမှာပါရာဒီမကုန်ခင်မှာအာမက်ပြန်ကစားပါလိမ့်မယ်ဒါပေမဲ့လည်းလို့ပေါ့နော်တေချာတာတစ်ခုကဒီအာမက်ဒီယာလိုကဒုတိယကြော်ကျွန်တော်တို့အမှီပြန်လာဖို့ကျွန်တော်တို့မရှိဘူးပေါ့နော်နိပြကိုတဲ့အပြစ်မမြင်လို့ဗျာတဲ့ကစားမတွေကိုလည်းအပြစ်မမြင်တင်ဘူးဗျာတဲ့ဒီနောက်ပိုင်းခေါ်ခဲ့တဲ့ကစားမတွေကအတင်းတွေတကယ်ပြည့်စက်ခြင်းတွေရှိကြတယ်တဲ့ကုထက်လူစင်းတောင်းတဲ့အတင်းဒီတောင်းတိုင်းပတ်နေကြသေးတယ်လေအော် no 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 ဗျာကစားမားတွေကိုအပြစ်မဲ့ okay okay ကျွန်တော်တို့နောက်ဆုံးအရင်အနည်းဆက်ဆုံးကျွန်တော်ပွဲစဉ်ပြန်သွားကြည့်အောင်ဗျာတိလာเนาะအနည်းဆက်ဆုံးပွဲစဉ်ပြန်သွားကြည့်အောင်ဆိုတော့ဟိုကျွန်တော်တို့လက်ရှိအနည်းဆက်ဆုံးပွဲစဉ်က Newcastle ကို4-1နဲ့ရှုံးခဲ့တဲ့ပွဲအဲ့ဒီပွဲစဉ်မှာဆိုတော့ကစားမားတွေကိုအပြစ်မတင်ဘူးမတင်တင်ဘူးဆိုတော့ကျွန်တော်တို့ Newcastle ကစားမားတွေကိုအပြစ်တင်ရမှာဟာလားအာဒီကောင်တွေကကွာငါတို့မှားတဲ့ဂိုးတွေဆွတ်ဆက်သွင်းနေတာဆိုပြီးတော့ကျွန်တော်တို့အပြစ်တင်ရမှာ ပေးရတဲ့၄ခုမှာ၃ခုကကိုလူတွေကမှားပါတယ်ဆိုမှဒီကောင်တွေကြောင့်ဒီကောင်တွေတောင်းယူရမယ့်အရာတွေလေဒါတွေကကိုထက်လူစင်းတောင်းတဲ့အသင်းတွေတောင်မှတိုင်ပက်နေတယ်လို့ကျွန်တော်တို့ပြောအောင်ဘယ်အသင်းရှိလဲကျွန်တော်တို့เนาะကျွန်တော်ဘယ်အသင်းရှိလဲเนาะ Manchester City တိုင်ပက်နေတယ်လို့မမြင်တဲ့ဟိုကအဆင့်၄နားမှာဝဲလိုက်ဝဲလဲဖြစ်နေတာဒါသူတို့ရဲ့အဆုတ်ဆုံးရာသီတောင်မှအဆင့်၄နားမှာเนาะအဆင့်၄နားမှာเนาะပြီးလို့ရှိရင် Nottingham Forest တို့အသင်းမျိုးက1-4ဝင်နေတာ Arsenal တို့ပါတော့ injury တွေရထားတာမနေဘူးပဲဒါပေမဲ့ဒီကောင်တွေ1-4ဝင်နေတာ နော်လေဘာဦးသိန်းတို့ပါတော့ပွဲထွက်လူစဉ်၁၁ရောက်တော့ပဲပုံသိန်းကြီးပါတုံးနေရတာဒီကောင်တွေဖလားရတော့မှာဖလားရတော့မှာဒီအသင်းကအခုလက်ရှိအဆင့်၃မှာအဆင့်၁ခွန်ကဝက်ဆမ်နဲ့ဂျာဒီမှာတုံးမှတ်ပဲကျွန်တော်တို့ခွာတယ်ဒါဂျင်းနဲ့ဆရာအချင်းကြီးဟုတ်မနေဘူးဆရာသမားကြီးမလီနော်ဂျင်းနဲ့ဆရာအချင်းကြီးဟုတ်မနေဘူးဘယ်သူမှအပြစ်မမြင်ဘူးဆိုတာဘယ်သူမှအပြစ်မလို့ရင်အားလုံးကအပြစ်ကင်းနေအသင်းအသင်းမှာဒီချင်းကြီးရောက်ဆရာအကြောင်းကိုမရှိဘူးနော် နျူကာဆန်ရဲ့ဘက်မှာ၄ဂိုးပေးရတယ်၄ဂိုးစလုံးကိုအမားနဲ့မกินဘူးဒါပေမဲ့၃ဂိုးကလုံးဝကိုအမားတိုက်ရိုက်ကနေကျွန်တော်တို့လာတယ်လိုင်ယွန်ရဲ့ပွဲစဉ်မှာ၂ဂိုးပေးရတယ်၂ဂိုးစလုံးမှာကိုအမားကနေတိုက်ရိုက်လာတယ်ဆိုတော့ကျွန်တော်တို့ဘသူ့ကိုကျွန်တော်တို့နော်ဘယ်လိုပြောမလို့ဟိုဘယ်လိုနော်ဆိုတော့ဟိုအဖြစ်ကြမလဲဟမ်ဘသူ့ကိုကျွန်တော်တို့အနေနဲ့နော်ဆိုတော့အပြစ်တင်ကြမလဲဒါဆိုလို့ချင်းအဲအကြောင်းပြောရပြိုင်ဘက်ကစားမားတွေကိုကျွန်တော်ကအပြစ်တင်မှရတော့မလားဒီကောင်တွေကမင်းဂိုးတွေခွက်ခွက်သွင်းနေတာမင်းငါတို့သင်းတလောက်တိုင်ပတ်နေတာဂိုးမသွင်းတဲ့ပုံကအဲ့လိုအဲ့လိုပြောရမလားသိရမလားနော် အာမိုင်ဂေါဘာမှကိုမမျောလင်းတော့ပါဘူးဗျာတဲ့နော်အဲနော်ကန်ကြီးမှလို့ယူရိုပါလိုက်ရလို့ရှိရင်တော့တိုင်းထက်လွန်ပေါ်တဲ့နော်အချီတာအခုကဘာမှအဆင်မပြေဘူးဆိုတော့တဲ့နော်အဲဂျီရိုအိုဘီမှာတင်ကားတယ်ဘာလို့မသုံးတာလဲဗျာတဲ့နီးပြားကားတယ်နော်အဲယူရိုပါလိုက်ကတော့ကျွန်တော်သုံးလို့မရပါဘူးနော်ပရီးမီးယားလိကတော့ ဟိုမသိပါဘူးမသိဘူးဆိုတာမျိုးကအရင်တုန်းကတော့သူ့ကိုနည်းနည်းလေးတုံးလိုက်သေးတယ်လीเนาะသူအဆင်မပြေဘူးပြီးလူငယ်လူငယ်ပွဲတွေကိုဝင်ကစားထားလို့ဖြစ်ပါလိမ့်မယ်ဆောက်တန်န်ကိုသမားတဲ့ Ramsey ခေါ်မယ်ဆိုဟုတ်လားပြောသေးတယ်နော်အော်နော်အဲ့တော့ဆရာသမားကြီးနော်ဟိုဟို Ramsey တဲ့နော်သူကန်သမ ्या အတင်းတိုင်းနှီးပါနဲ့တန်းစင်းနေရတဲ့ကိုသမားကိုကျွန်တော်တို့ဘာကိစ္စမြန်ကျွန်တော်တို့တရင်နေထွက်လာကျွန်တော်စဉ်းစားလို့မရဘူးသိလားနော် နားမလည်ဘူးအဲ့အဲ့မှာကျွန်တော်ကျွန်တော်ပြပြအောင်မှာအဲ့တရင်ကနော်ခုနကကျွန်တော်ပြောဒီမှာ United ကခေါ်ယူလို့တဲ့ဂိုးသမားစီးနေတယ်မှာ Aaron Ramsey တဲ့ပါဝင်လာတယ်ပေါ့ဗျာ United ကလာမယ့်နေရာဒီပြောင်းချူမှာဂိုးသမားနှစ်ဦးကန်ခေါ်ယူလို့တယ်ဘာညာဆိုတာ Talk Sport ကပြောထားတာဘာမှတိတ်မဟုတ်ဘူးဒါပေမဲ့ပြောချင်တာက Ramsey စဉ်းစားကြည့် Ramsey ဘုံမောင်းနဲ့ဘုံမောင်းနဲ့ကျွန်တော်အနေနဲ့ပေါ့နော်ဟိုလုံးကကျွန်တော်ကစားရတယ်ဟောရှက်ဖီးနဲ့လာမသိဘူးနော်ရှက်ဖီးနဲ့ကစားရတယ်တန်းစင်းသွားတယ်ဒီကောင်ဘုံမောင်းနဲ့လည်းတန်းစင်းမှုတွေထင်တယ်တည်လားနော်အခုလဲစောက်တန်တဲ့နဲ့ကစားတန်းစင်းသွားတယ် ။ညနေဒါကတော့သူတယောက်တည်းအပေါ်မှာမူတီတာမျိုးတော့မဟုတ်ဘူး။သို့တော်လည်းပဲဘလို့လို့မလဲဗျ။အသင်းကနော်အစင်မပြေလို့မှကောင်းတဲ့ဂိုးသမားကိုပြန်ခေါ်ဖို့လုပ်ပါတယ်ဆိုမှ Ramsey ကဘာမြန်ကောင်းလို့တော့။ဘာမှမကောင်းဘူးဆရာသမားကြီးနော်။ Arsenal နဲ့ဒုတိယရခဲ့တဲ့ယာဒီမှာတော့မှကျွန်တော်တို့ကြည့်လိုက်။ကြံတဲ့ကစားမတွေဆိုတာလည်းဒီကောင်အမားတွေကပုံများတယ်။ Ramsey ကပေါ်လုံးလေနော်ကျွန်တော်တို့ဒါ BW ကစားဖို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါမကန်တတ်ဘူး။ ပြီးလည်းပဲအာယုံဆူဆိုင်မှုအပြည့်ကမရှိဘူးမင်းရမ်ဇီကစားတာတွေလည်းတွားလဲကြည့်လိုက်အောင်နော်စုပ်ပြက်နေတာပဲဒါကြောင့်လည်းပဲစောက်တန်တန်လူအသင်းမျိုးရောက်နေပြီးတော့ဘယ်အသင်းကြီးမှမရောက်တာလေအဲ့ဒါကိုမင်းမန်ချက်စတာယူနိုက်တက်ကအာငါတို့တော့ငွေမရှိဘူးကွာဆိုပြီးတော့ခေါ်စီအကြောင်းကိုမရှိဘူးပြသည်လားဒီကောင်းအတွက်သုံးမဲ့ငွေပမာဏမဲ့သူ့ထက်ပိုကောင်းတဲ့ကိုသမားတွေအများကြီးခေါ်လို့ရတယ်အများကြီးခေါ်လို့ရတယ်ဆိုတော့နော်ရမ်ဇီတို့ဘာလို့နဲ့သတင်းထွက်တာကျွန်တော်အမြင်ရုံးကိုမယုံနိုင်ဘူးနော်ယူနိုက်တက်လိုအစင်တန်းရှိတဲ့အသင်းကြီးကအခုအကုန်တိုင်ပတ်နေတာတိုင်ပတ်နေတယ်ဆိုတော့ ထွက်လာတဲ့အတန်တွေကလည်းတန်ဆင်းသွားတဲ့အသင်းကြီးရဲ့ကစားမားတွေနဲ့တန်းเนาะတရင်တွေထွက်နေတာတန်းရဲ့ကစားမားကစားမားကောင်းဆိုလို့ရှိရင်တော့ဒါထားအောင်เนาะရမ်ဇီဗျာเนาะဂူဒမဘာမင်းကောင်းလို့လေเนาะဘာမှမကောင်းဘူးတကယ်တကယ်ပြောရမင်းဟိုက်ဂူဒမမင်းကန်တာတော့ကြည်လာအာဆင်နယ်လို့ဘာလို့မှစုပ်ပြတ်နေတာအာဆင်နယ်လို့အသင်းမျိုးမှာကန်တာเนาะစုပ်ပြတ်နေတာပဲကွင်းထဲမှာဘာအာယုံမှလည်းမဆိုင်နိုင်ဘူးဒီလားเนาะအာဆင်နယ်မှာတော့မှတော့တိုင်ပက်နေပြီးတော့ဒီကောင်ကြီးအမှန်ကန်တဲ့အစားထုတ်မှုတွေဘာရိုင်ရာတို့ဘာလို့လုတ်ပလိုက်လို့ပူကောင်းလာပြီ ကိုရီးယားအိုက်ကောင်တွေအိုက်အိုက်ကူသမားကိုကျွန်တော်တို့နော်အစားတို့ရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးသိလားအင်းစွတ်တော့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 စောက်တန်းစောက်တန်းစောက်တန်းကူသမားတော့မခေါ်ပါနဲ့ဗျာတယ်နော်ကြောက်တယ်နော်ပရီးမီးယားလေးမှာတယ်ကစားမားတွေမှားလို့ရတယ်ယူရိုပါလိမှာ ကစားမားတွေမှားရင်တော့တွားပြီဗျာတယ်နော်အင်း ဟိုမှားတယ်ဆိုတော့ဘယ်မှမမကောင်းပါဘူးเนาะဒီကိစ္စနဲ့ပြောရလို့ရှိရင်သူများအဲ့ကြောင့်ပြောကျွန်တော်မှားလို့မှားလို့ကမရဘူးဗျာဒီလိုမှားရင်တော့ခံရမှာပဲเนาะအဲ့ကြောင့်မို့ပရီးမီးယားလိမှာလည်းကျွန်တော်တို့သုံးကမှားတာသုံးခုပြေးလိုက်ရတာပဲသုံးကမှားတာသုံးခုပြေးလိုက်လေးကမှားတာလေးခုပြေးလိုက်ရတာเนาะအဲ့လိုမျိုးတွေလိုင်ယွန်ရဲ့ဘွဲကအချိန်ကြီးကောင်းပါမလားတဲ့เนาะโอเคကျွန်တော်တို့ပွဲကျုပ်သွင်းတဲ့ချက်တွေဘာတွေမှာ AC ကြည့်ပြီးပြောကြတာပေါ့ဆိုတော့နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့တွားရရင်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါ Manchester Evening News ရဲ့ Samuel Lescar ကဒါတင်ထားတဲ့သတင်းပေါ့လေ လက်ရှိပေါ့နော်သူတို့နီးစက်တဲ့တရင်ချင်းမြေတွေရဆလို့ရှိရင်နာမည်ကြာလာပရိနိမှာရှင်ပြိုင် ကစားမဲ့လိုင်ယွန်နဲ့ရှင်ပြိုင်မဲ့ပွဲမှာပေါ့နော် United အဘက်ကပွဲထွက်လူစင်းမှာဘယ်ဂူသမားပွဲထွက်လာမလဲဆိုတာအခုချိန်ဒီကိုမသေးကြသေးဘူးပေါ့နော်အမ်မိုရင်အနေနဲ့သူဘယ်လိုပြောမလို့ဦးနနာကိုလည်းနေရာဆက်ပြီးဖို့ဒါအယုံကြည်မရှိသလိုဘိုင်နာကိုဒါဆက်ပြီးတော့အသုံးပြုသွားဖို့လည်းရှိနေတယ်ဆိုပြီးတော့ပြောထားတယ်ဒါပေမဲ့လည်းလို့ပေါ့နော်ဘသူပွဲထွက်လာမယ်ဆိုတာမျိုးကတေချာခြင်းမရှိသေးဘူးပေါ့ အဲကျွန်တော်ကတော့အမှန်တမ်းပြောရရင်နီးပြားကတော့သူ့ဟာနဲ့သူဆုံးဖြတ်ပြီးသွားပြီလို့ကျွန်တော်ထင်တယ်။သို့တော်လည်းပဲပေါ့နော်။ဒါသတင်းရင်းမြစ်တွေဆိုတာမျိုးကတော့အချင်းဒီပေါ်မူတည်ပြီးတော့ကျွန်တော်အနေနဲ့ဒီယူဆနေကြတဲ့အရာတွေဖြစ်တဲ့အတွက်သူတို့ကမတည်ကြဘူးဆိုတဲ့ပုံစံမျိုးသွားတယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့အသင်းတွေကဗျာတိတာလုံးဝ injury ပြဿနာတွေဘာတွေကြောင့်မဟုတ်ရင်မပွဲတဲ့ပွဲကိုကျွန်တော်ရှင်ပြန်တဲ့အခါမှာတို့ကအဆုံးဖြတ်ချက်ကချပြီးသွားပြီ။ Okay ။ဘယ်ကစားမားနဲ့ငါတို့ကတော့ဘယ်နေရာမှာတုံးမယ်။ဘယ်ကူးသမားကိုတော့ပွဲထုတ်မယ်။ဘယ်သူ့ကိုတော့ပွဲမထုတ်ဘူးဆိုတဲ့အရာကကျွန်တော်တို့ဘောနော် ဒီပွဲပွဲထွက်လူစင်းရင်မတိုင်ခင်เนาะကျွန်တော်တို့ကဗာလဲဒီ line up ထွက်မှကျွန်တော်တို့ကဆုံးဖြတ်တာမဟုတ်ဘူးအဲ့ဒီအတိုင်းကျွန်တော်တို့က plan ချပြီးသွားပြီဆိုတာ ਨੇ အဲ့ဒီအတိုင်းလေ့ကျင့်ကြတာအဲ့ lion ထားပါတော့ဗျာ lion နဲ့ပွဲစဉ်ကကြာတာပရင်းနေဒါပေမဲ့ကျွန်တော် newcastle နဲ့ပွဲစဉ်ပြီးတာ ਨੇ နောက်နေ့ကစာလေ့ကျင့်နေဒီအဲ့အတွက်ပြင်ဆင်ကြတော့တာအဲ့အဲ့အတွက်ပြင်ဆင်ပြီဆိုတာ ਨੇ အဲ့ဒီမှာကျွန်တော်တို့က plan ချပြီးသားကုသမားကဦးနန္ဒမြင့်ဦးနန္ဒနာဘိုင်နာမြင့်ဘိုင်နာတိုက်စစ်ကဘောနော resmat မြင့် resmat ဲ့လားနော်နံပါတ်2ရက်နှစ်ယောက်ကဘသူမြင့်ဘသူအဲ့လီအတိုင်းသူတို့ကဒီ3ရက်4ရက်လောက်ဒီလေ့ကျင့်ကြတာလေ့ကျင့်ပြီးမှအဲ့ဒီပွဲစဉ်တို့ ready ဖြစ်တာအဲ့ဒီတဲကမှကစားမတယောက်ကမထင်မဖက်နဲ့ဗောနော် injury ရသွားတာမျိုးဒါမှမဟုတ်ဖျားလို့နားလို့မပါနေတာမျိုးဆိုလို့ရှင် replace လုပ်တာပဲရှိတာဆိုတော့ဗောနော်ဟိုဒါဒါတကြောင်ဗောနော်ဂျာဒါရဲ့ယူဆချက်တွေလို့ကျွန်တော်ထင်ပါတယ်ဦးနနာပဲဖြစ်ဖြစ်ပါရင်နာပဲဖြစ်ဖြစ်ဆုံးဖြတ်ပြီးသွားပြီလို့ကျွန်တော်ထင်တယ်ဒါအပြင်ဒါကလည်းဗျာဂူးသမားနေရာဗျာတည်လာမယ်ဆုံးဖြတ်ရအလွယ်ဆုံးနေရာ ကိုအင်းမှာဆုံးဖြတ်ရခက်နေတာဘာကြောင့်လဲဆိုတော့ဂူသမားကောင်းမရှိလို့เนาะအရေးချင်းမရှိတဲ့ဂူသမားတွေကြီးပဲဆိုတော့ဘသူကပူဆုပ်လဲယူရနေရတာเนาะဘသူကပူဆုပ်လဲဘသူကတော့နည်းနည်းအဆင်ပြေတယ်လဲယူရနေရတာ ਨੇ အခုချိန်ကြီးဘာမှမဖြစ်သေးတာဆိုတော့ဒါကြောင့်အသင်းကြီးဟာအဲ့လိုကြူပြီးတော့ပြင်ဆင်ကြရတာဖြစ်တယ်လေကျွန်တော်ကတော့ဂူသမားနေရာကတော့ဆုံးဖြတ်ပြီးသွားပြီလို့ကျွန်တော်ထင်တယ်။ဦးနနာပဲပြန်ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နော်ဘိုင်နာလည်းမှားတာပဲဦးနနာလည်းမှားတာပဲကွာဆိုပြီးတော့ မြင်ထားကြပြီးတော့ကျွန်တော်လက်ရှိဘောလုံးပေးတာတွေဘာတွေပေးတဲ့ play ကစားတာတွေကျွန်တော်ဦးနန္ဒကပို့ပြီးတော့ confidence ရှိတဲ့အနေထားမျိုးကိုအဲ့တော့ဦးနန္ဒပဲပြန်ပါပါလိမ့်မယ်ဟုတ်ဦးနန္ဒက number 1ကိုသမားလည်းဖြစ်တယ်ဆိုတော့အများစုကတော့ဦးနန္ဒပြန်ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျန်တာတွေကတော့ဘာမှန်ပေါ့နော်ပုံတည်ကျွန်တော်တို့ဒါပြောလို့ရတဲ့အခြေအနေမျိုးတော့ကျွန်တော်မရှိသေးဘူးပေါ့လေအဲဆိုတော့ဦးနန္ဒပဲတော့တိတ်ပြီးတော့မထူးမခြားပြန်ပါလိမ့်မယ်ထင်ပါတယ်နော်ကျွန်တော်ပြည်သက်တွေအများစုလည်းတတိထားမိကြလိမ့်မယ်ထင်ပါတယ်ကျွန်တော်တို့ဦးနန္ဒက ဒီပြန်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ထင်မသိဘူးပြတော့ဟောဂူသမားနေရာကတကယ်ပြတော့အပြောင်းလဲဖြစ်လဲပဲမျိုးလင့်စရာမရှိဘူးကိုနော်ဒါအပြင်အဲ့ဒီဘာလဲဂျူနီအဗန်တို့ကနော်တူမီတန်တို့ကယာစီကိုင်ထွက်မယ်ဆိုပြီးတော့အတီးပြုတ်လိုက်ရင်လေဆိုပြီးတော့ဖက်ဘရီဇီယိုရိုမန်တို့ကတော့ပြောထားတယ်နော်ဒါနာထွက်သိနေပြီနားသိနေပြီနော်ဟိုဂျူနီအဗန်တို့ကိုတူမီတန်တို့ကိုပြောပါတယ်ဆိုတော့တူမီတန်ကိုဒီနေ့ပါရအောင်ကလည်းဘာမှမမျှော်လင့်နေပြသေးလားနော်ကိုတင်မှာကစားမကောင်းမရှိဘူးသူများတင်မှာဂူသမားကောင်းနေရှိနေတယ်ပြီနော်လီဗာပူးကိုကျွန်တော်ကြည့်ကြည့်နော် အလစ်ဆန်ရှိရနော်အလစ်ဆန်အပြင်ကျွန်တော်တို့ကဂူဒမားလေးဂဲလေဟာကလည်းတော်တော်ကောင်းတယ်ဒါအပြင်ဒီကောင်လေးကဂျော်ဂျီယာဂူဒမားလက်ရှိဘလင်စီယာမှာဖန်နေတာမာရှီယာဗယ်လီလာဘယ်သူလဲမသိပါဘူးနော်မာမာတက်ချ်ဗီလီလာအဲ့ကောင်ကလည်းမင်းတအားကိုကောင်းတာအဲ့သူများသိနေဆိုတော့အဲ့လိုမျိုးဗျာနော်ဟိုအာဆင်နယ်တို့ပါလို့လည်းမင်းရာယာတို့ပါလို့ကျွန်တော်ရှိတယ်နော်ပြီးလီနိုလားမသိဘူးသူတို့ရှိသေးတယ်ထင်ပါတယ်နော်နောက်ထပ်ကျွန်တော်တို့ဒီဟိုကြားသိနေကျွန်တော်ကြည့်ဂူဒမားတွေမြန်မနေဘူးရီယယ်မက်ထရစ်တို့ဆိုလည်းမင်းကိုတူဝါတို့နော်ပြီးလို့ရှိရင်ပါလေလူနင်တို့ဟလား အဲ့လိုမျိုးတွေကိုအသိမဲ့တိုင်ပတ်နေတာကိုသမားကဟမ်ကိုအသိမဲ့တိုင်ပတ်နေတာမလေးအဲကြောင့်ဘောနော်အသိမှာကိုသမားကတိုင်ပတ်နေတော့ကိုသမားကဘသူပါမလဲဆိုတော့အခုချိန်ကြီးမတည်သေးတဲ့သဘောပဲနော်ဆရာသမားတွေရောကျွန်တော်တို့โอเคကျွန်တော်တို့ဝိုင်းလို့ကြာနော်တိတ်တိတ်တော့ဗျာကိုကသားမကောင်းနေတော့မဟုတ်ဘူးပေါ့နော်တိုင်ပတ်လို့ဘသူဘသူကဘယ်ကိုသမားကိုညီကိုလို့မြင်ကျင်ကြလဲနော်ဦးနာနာနဲ့ဦးနာနာရဲ့ဘိုင်ဘိုင်နာဘသူကိုကျွန်တော်မြင်ကျင်ကြလဲဘသူမှန်းတော့ပေါ့နော်ကိုရီကို confidence ရှိရှိပေါ့နော်ပေးနိုင်မဲ့နော်ဒီဟွာပြတော့မဟုတ်ဘူးပေါ့ဗျာ ီလေးပြန်ပါလာလို့ရှင်တဲ့ခန်းစစ်ကပိုကောင်းတယ်လို့မြင်နေပြားတယ်နော်လင်နီလော့တက်တော့တာတာပေါ့လေတိုးတော်လည်းပဲဒီလစ်ကလည်း injury ပြဿနာဆိုတော့ဘာမှတော့မသိရသေးဘူးဒါပေမဲ့လို့နီးပြားကပေါ့နော်ဒီနေ့ press conference လုပ်မယ်ထင်ပါတယ်ဒီနေ့ press conference ညနေပိုင်းမှာတက်လာတယ်ဆိုလို့ချင်းကျွန်တော်တို့ဒါအချိန်ကြီးကောင်းရယ် live တွေပါတွေတွားကြတာပေါ့ဗျာအဲဆိုတော့ကျေးဇူးများနေပါတယ် okay ကိုမင်းတို့ channel ပွဲတွေ watch down လုပ်ပြပါအောင်နဲ့ကျွန်တော်တို့ငယ်ဘယ်သူကောင်းလဲဘယ်သူကစားရပန်းလဲပြောလို့ရဟမ်းเนาะကျွန်တော်တို့မလုံးနဲ့ဆက်သမိုင်းခွက်ပြီးစိတ်ခံနေရတယ်မယ်เนาะမကြိုက်မကြိုက်ဘူး အာမတ်ကိုတဲ့အမြန်ဆုံးပြန်လာစေချင်တာတယ်နော်။ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်။ယူနိုက်တက်ကလည်းပြားတယ်အာကူရမယ်ဆိုတဲ့ကစားမားတွေအကုန်နာနေတော့တာပဲတဲ့။အခုဘရူနိုတယောက်ပဲတော့ပဲကျန်တော့တာတယ်နော်။ Okay ။မရရတဲ့နေ့တွေသာကန်ကြပြားတယ်နော်။ရလက်ကောင်းရဖို့ကအရေးကြီးတယ်တယ်နော်။ကျေးဇူးများတင်ပါတယ်။ Lionel ပွဲကတော့မျှော်လင့်ချက်မရှိတော့ပါဘူးပြားတယ်။ Zixi မပါနိုင်တော့ဘူးဆိုတော့တယ်နော်။ Okay ။ဘာဖြစ်တင်ပါတယ်နော်။ကျွန်တော်တို့ဒါမျှော်လင့်ချက်ကတော့တော်တော်နည်းသွားပါပြီ။တိုးတော်လည်းပဲ။ ျွန်တော်တို့မဖြစ်နိုင်တာတွေတဲကနေပြီးတော့ကျွန်တော်တို့နေတာเนาะဒါရအောင်လုပ်ပြနိုင်မလားကြည့်ရမှာပေါ့လေဒါမယုံကြည်ခြင်းပဲနဲ့လို့ကိုတင်းပေါ်တော့ယုံကြည်ချက်ထားရမလားပဲเนาะကျွန်တော်တို့နောက်နောက်တစ်ဆင့်ကျွန်တော်တို့တက်မှရမှာဆက်တိုင်းနောက်တစ်ဆင့်ကျွန်တော်တို့တက်မှရမှာเนาะ Okay ဆိုတော့ခြေတိများဒီမှာလဲဆိုတော့เนาะတော်တော်တဲ့ဒါကတော့ဒါမလခင်မန်းရထားတဲ့တရင်တချို့ပေါ့လေဆိုတော့နေကင်းမှာကျွန်တော်တို့ပွဲကြိုတုံးသက်ချက်လေးလေးကျွန်တော်တို့တင်ပြသွားပါမယ်အချင်းကြီးကောင်းတယ်ဒီမှာအားနေတယ်ဆိုလို့ရှင်တော့လေကျွန်တော် live တော့လုပ်ချင်တယ်ဗျာဒါပေမဲ့လို့လက်ရှိကဒကြံကာလာကြီးဆိုတဲ့ခါကျတော့ ူပြောမယ်ဟိုပျော်နေကြတဲ့ညီကိုတွေတချင်သွားနေကြတဲ့သူတွေလည်းရှိတယ်ဆိုတော့ live တော့ပေါ့နော်ကျွန်တော်တို့ဒါတိတ်ပြီးတော့လုတ်ဖြစ်မယ်တော့မထင်ပါဘူးတချို့ကျတော့လေနေကင်းမိုင်း live လीဆိုမကြည့်ပြကြအောင်မလားဆိုတော့ကျွန်တော်ကတရားပေါ်ကတော့ဗီဒီယိုတော့တင်ပြပြမှာပါဆိုတော့ကြားထဲမှာသတင်းတွေကျွန်တော်တင်ပြမယ်ပွဲကျွတ်သွင်းတဲ့ချက်တွေကျွန်တော်တင်ပြမယ်ဖိုးဖော်မချက်မှာလည်းတခြားအသင်းတွေနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်တို့ပေါ့နော်ဒါပွဲကျွတ်သွင်းတဲ့ချက်တွေကျွန်တော်တင်ပြဖို့ရှိပါတယ်ဆိုတော့လာပြီးတော့ကြွမ်းကြဖို့မျှော်လင့်ပါတယ်ကြည့်ချူပါပြီးတဲ့ညီကများအလုံးကိုကြည့်ဒီများနေပါတယ်လောလောဆယ်ကြည့်ရညိုတွေ300နီးပါရှိပါတယ် ကြောက်ချင်းစီတိုင်းကိုကျေးဇူးပါ channel လေးကို subscribe မြည့်ရသေးဘူးဆိုလို့ချင်းနေပြီးတော့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးပါ